ဆရာကြီးကောင်းဟင်းကျွန့်သက်ကုတူယူရေးသားပေးထားပါတော့ပုံတကတိုက်တရေချောက်တော့အိမ်ချမ်းမြေချမ်းကိုကာဝယ်ဖေရှားနီလို့အမည်ရတဲ့တုဒ္ဒလက်ဆောင်လေးပဲဖြစ်ပါတယ်ကျွန်ုပ်ထံကိုမိတ်ဆွေတို့ကမျက်လုံးပြူတူပြည့်တဲ့နဲ့အိမ်ထိရောက်လာပြီးအကူညီတောင်းပါတယ်သူမကြခင်ကဝယ်လိုက်တဲ့ချမ်းတဲ့အိမ်ကညနေတကောင်ကြောရင်အင်ကြီးက ရင်ရင်တလူလူလူမြအိမ်မောကြခြင်းလူကြီးတိတ်ဆိတ်ခြင်းမျိုးမောင်ခြေတန်လူလူလူတန်လူလူပရလောကတောင်ဝိမာနိကသားများရဲ့တရေတစီ6တလူလူကြီးလာပြီးတော့6တိသူလုံးဝမယုံကြည်စီအောင်မမျော်မှန်းအောင်လှုပ်ဝက်စံကြယ်မှုတွေနဲ့လာပြီးတော့စုံစည်းပါတယ်ဆရာကကဏ္ဍအပြင်းညာကံမြပြင်းညာဝိဇာတရပြင်းညာတွေ လိလာနှက်ဆက်တဲ့သူဆိုတော့ဘာကြောင့်လဲလို့သူကကျွန်ုပ်ကိုရင်ဖွင့်လာပါလိမ့်ကျုပ်ကပြုံးလျက်ပါပြီကမ္မရဗုဒ္ဓဘာသာမဟုတ်လားဟိုးဘယ်ဘာသာမဆိုတမလွင်တို့ဘဝတန်တရားတို့နောက်ဘဝရှိတယ်ဆိုတာယုံသလားဟုတ်ပြီကျုပ်ကတော့လောကရာလိလာလိုက်စားခြင်းကြံရုံမက လောကီပညာလိလာသူဆိုတာမှတ်မားပါဘူးဗျာယနေ့ကဘာလောကကြီးမှာပတ္တကဘာရေလို့ တည်ခဲ့တဲ့နေ့ကစပြီးကကုဒံကောနာကုံကတဘကောဓမာစားတဲ့ဖရာလေးစုပွင့်ထွန်းခဲ့ပြီမလားကဘာမြေကျေးတွေဖရာကြောင်းကံရဲ့အိမ်ရောင်လူနေစရာမစပြီး လူတို့ရဲ့တခြားအသုံးချစရာတုတ်တန်တစားပြင်တင်ညာအစုံ အမျိုးမျိုးတန်တရားလေခဲ့တာမလားစောက်တဲ့အိမ်ရဲ့တစ်သားမြင်းနေရဒေသတွေမှာမကြွမလွဲ့တွေ့ကဲညီနေတဲ့ နာနာဘဝဝိနာဘဝတွေဟာကမ္ဘာလောကကြီးနဲ့အပြည့်ရှံပါပဲမြတ်စွာဘုရားကိုရောင်မြတ်ကြီးကယဟန်တန်ဃာတော်များကိုကျောင်းပရဝင်မှကြွသွားတိုင်းသင်္ကန်းကိုဝိယုံသွားရမယ်ဆိုတဲ့ဝိနည်းတော်ရှိတယ်မလားအဲ့ဒါဘာဖြစ်လို့လဲဆိုတော့လောကကြီးထဲမှာဖုတ်ပြိတ္တာမြေဖို့ဘလူးတရေတစေမင်းသာကျက်စားတဲ့ဝိမာနိကတွေဟာစုတေဘဝပြောင်းတန်တရာလေကြတဲ့ခါမှာ မိမိဆွဲလန်းနေရတဲ့နေရာလေးမှာပဲသွားလာနေထိုင်တတ်တယ်။ဒီတော့ဝိနိသိခါတော်ဝင်ဆောင်ယဟန်တော်မြတ်ကလက်ရန်လျှောက်သွားလာတဲ့ခါမှာခြေလမ်းများနဲ့ထိမိတော့ဒုက္ခရောက်ကြရတော့ဘုရားရှင်ကမြတ်တော်နဲ့ဝိနိပညာခေတာပါပဲ။အဲ့ဒီတော့ယုံလို့ပဲဖြစ်ဖြစ်မယုံလို့ပဲဖြစ်ဖြစ်တတော်ငယ်စဉ်ဘုန်းကြီးကျောင်းသားဘုရားကရွယ်ဦးစီရတော့ဩဝါဒမြို့ကြမိန်ထားတာလေးရှိတယ်ဗျမိတ်ဆွေရဲ့ နားထောင်ပါဗျာဒီလိုအချိန်မတော်ကိုယောကယာမတော်တရောလှုပ်ရင်တော့အိမ်ချမ်းမြေချမ်းဆိုတော့အလွယ်ဆုံးပြောရင်တရေ၆တဲ့အိမ်ပုံတကားတိုက်တဲ့အိမ်လို့ပြောကျင်တာပါပဲအဲလိုအိမ်မျိုးမှာနေမိပြီဝယ်မိပြီဆိုရင်တော့ဘယ်လိုလုပ်ရမလဲဘယ်လိုကောက်ွေးရမလဲအော့ပါတိုင်းပဲလုပ်ပါပဋ္ဌာန်း24ပစ္စည်းကို သုံးပါးရစီခြေပြားမှာရေးပါပလွန်းလွယ်တဲ့လုံးပါ ပြတာထက်သုံးပြစီရေးထားတဲ့ကြေးပြားကိုလိမ့်ပြီးထဲ့ပါ24ပစ္စည်းဆိုတော့10ပလင်းဖြစ်ပါတယ်3ပါတပလင်းစီပေါ့အင်းရဲ့အရက်၈တောင်းပါလူ၈ယောက်ကတချင်းစီပေါ့တပလင်းစီကန်ပြီးရက်နေရမယ်တန်ကားတော်တွေကိုစွန့်ကပ်ပါပရေရွေပြီးကမဝါဖက်ပြီးအမြဝိရနဲ့တပြိုင်တည်းကျင်းနေတဲ့မှာပလင်းတွေကိုမြုပ်စီလိုက်ပါကဲတရေ၆တာတွေလည်းမကြောက်ရ လုံးဝအနောက်ရှက်မပြေတော့ပါဘူးဆိုပြီးတော့ဆရာတော်မင်ကြတဲ့အတိုင်းမိษွေကိုလက်ညွန်ပေးလိုက်ပါတယ်နောက်ထပ်တလခန့်အကြမ်းမှာတော့ကျုပ်ရဲ့မိษွေအိမ်ကို ရောက်လာတော့ပြောတယ်ပြုံးပြုံးနဲ့လက်ဖရည်တည်ခင်းရင်ပြောသွားတဲ့ပုံကတော့ဆရာကြီးကျုပ်တို့အရေးခင်းကိုဇလန်းရေးဖွဲ့ပြီးအများပြည်သူအကျိုးရှိသေးဖို့စာရေးပြီးမျှဝေပေးဖို့မြေတားရက်ခံကြပါလေဆရာရဲ့ ထို့ကဲ့သို့ရင်ဖွင့်ကဖြည့်ရမန်းကိုတင်ပြလိုက်ပါကြောင်းလူရသုံးနိုင်ကြပါစေ။စာရည်သူဟုတ်ကဲ့စာရည်သူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။